ိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကစ်မူပါဒီနေ့ဇာကားလင်းကြောင်းပြောခင်မှာထုံးစံတိုင်းမဲ့ channel subscribe လုပ်အပ်တင်လှူထားပြီးတော့ဒီနောက်ခါတော့နှိပ်ကပြန်ဖွင့်ပြီးတော့ရုပ်ရှင် like လုပ်ပြီးစီစဉ်ကိုစပါမယ်ခင်ဗျအဲ့တော့ဒီနေ့မှာကတော့ဘီဂရက်ရက်ကတင်ဆက်ပေးခဲ့တဲ့ဇာကားရဲ့နံပါတ်2ဖြစ်တဲ့1989မှာထွက်ရှိထားတဲ့ The God Must Be Crazy 2ဖြစ်ပါတယ်ခင်ဗျအဲ့တော့ဘောရောအားလုံးပဲ ready ဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေ့အစီအစဉ်လေးကိုစလိုက်ကြအောင်ပါခင်ဗျာ ဇလိုင်းဆာမှာတော့အာဖရိကတိုက်ရဲ့ကာလာရီတောရင်းတနေရာမှာဒေသခံကလင်းငယ်တစုဟာရေခတ်ထင်းခွေရာကနေပြန်လာနေပါတယ်။လူသားတွေဟာရေပြတ်လက်မှုကြုံလာမယ်ဆိုရင်မကြခင်ရပိုင်းတွင်းမှာအသက်သေဆုံးမှုကြုံလာနိုင်ပါတယ်။ကာလာရီတောရင်းကဒေသခံတွေကတော့ရေရှားပါမှုဒဏ်ကိုကြက်ညက်ခံပြီးတော့အသက်ရှင်နေထိုင်နိုင်ကြပါတယ်။ကာလာရီလူမျိုးစုတွေဟာဒီတောကြီးတွင်းမှာနေထိုင်လာကြတာနှစ်ပေါင်း2000ကျော်ကြာခဲ့ပြီဖြစ်ပြီးတော့အဲ့လိုနေထိုင်နိုင်ခဲ့တဲ့အကြောင်းကတော့ရေကိုဘလို့ရှားဖွေးရမယ်ဆိုတာကိုသိကြလို့ပဲဖြစ်ပါတယ်။ဇေလိုမျိုးဒရိတ်ဆန်နီယာရေပေါ်တဲ့မိုးရွာချိန်မှာ အဲ့ဒီဒေါ်တွေကိုရောက်လာခဲ့ကြပြီးတော့ရေပြတ်လိုက်တဲ့ခါမှာဒေါ်တွေကလည်းပြန်ထွက်သွားကြပါလိမ့်ဒေသခံကလေးငယ်တွေကပြင်ပလောကကိုဂီးမဆိုင်ကြပဲဘာတွေဖြစ်နေလဲဘလို့တိုးတက်နေတာတွေကိုလည်းမသိရှိကြပါဘူးဒါမဲ့သူတို့ကကလာဟာရီဒေါ်တွေမှာရေကိုဘလို့ရှာဖွေရမလဲဆိုတော့ပြင်ပကဘာလူတွေထပ်ပုံမသိရှိနားလေကြပါလိမ့်ဒေသခံမိသားစုတွေကဟိုနေရာစုဒီနေရာစုနဲ့အသက်ရှင်နေထိုင်ကြပြီးမိသားစုစုံတွေးဖို့ရမှာတစ်ခါတည်းနှစ်နဲ့ချီပြီးတော့ကြာမြင့်နိုင်ပါလိမ့်တစ်ခါတည်းညာဘက်တွေမှာမီးလုံကြိုင်းနဲ့ကိုစီဟာ <laughs> ကမ္ဘာကြီးရဲ့အဆုံးကိုရောက်အောင်သွားခဲ့စဉ်ကကြုံတွေ့ရတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုစိတ်ပါဝင်စားစွာနဲ့ပြောပြတတ်ပါတယ်။ဒါမှမဟုတ်အဲ့လိုထူးဆန်းတဲ့အကြောင်းအရာတွေကိုသူကိုယ်တိုင်လည်းနားမလည်တာကြောင့်အဲ့လူထူးဆန်းတွေကမော်ပညာတွေမှာတစ်ဖက်ကန်းခတ်တက်မြောက်ကြတယ်လို့ပြောကာအဆုံးသတ်သွားခဲ့ပါတယ်။မော်ပညာတွေနဲ့ပစ္စည်းတွေကိုရွှေ့နိုင်ပြန်သန်းနိုင်ကြောင်းဒါမှမဟုတ်အဲ့လူထူးဆန်းတွေကငတုံးနေဖြစ်တာကြောင့်မော်ပညာကိုမသုံးဘဲဘာတစ်ခုမှမလုပ်တတ်တော့ကြောင်းကိုလည်းပြောပြနေပါတယ်။တနေ့မနက်မှာတော့ကိုစီနဲ့ပါပိုးတို့နှစ်ယောက်ဟာနရခင်းသတင်းစာသွားဖတ်ရင်ပုံမှန်တွေ့နေကြ ခွေးရကောင်ချစ်သူရသွားပြီးကြောင်းပြောကြားနေပါတယ်လူကြီးတွေကကလေးတွေကိုတရိတ်ဆန်ရဲ့ဘာသာဗီရနဲ့အလေးချင်းတွေကြောင်းတင်ကြားကလက်ဆင့်ကမ်းအမွေပေးခဲ့ကြပါတယ်ကလာဟာရီတောတွေမှာရှိတဲ့ဖြစ်ပျက်သမျှအရာအားလုံးကိုဒီခြေရာမူကျင်းတွေကနေသိရှိနိုင်တာကြောင့်ဒီပညာရဒီဒေတာတို့အဖိုးတန်ဆုံးပညာတရပဲဖြစ်ပါတယ်မြို့ပေါ်မှာတော့ကုမ္ပဏီဝန်ထမ်းနှစ်ယောက်ဖြစ်တဲ့ကတ်နဲ့အန်နာဟာမူပိုင်ဝင်ချိုးဖောက်မှုတစ်ခုကြောင်းအစည်းအဝေးမှာတင်ပြဖို့တိုင်ပင်နေကြပါတယ်အန်နာကကေတီကိုဖိုင်တွဲထားဖို့ပြောနေပြီးတော့ကေတီကတော့အန်နာကိုလာမယ့်အစည်းအဝေးမှာ မစ္စတာဂျက်ဖရီကသူမရဲ့စာတန်းကိုသူမကိုဖတ်စီခြင်းကြောင့်ပြောနေပါတယ်။နောက်နေ့မနက်မှာတော့မာရူလာတောထဲမှာအသီးတွေသီးနေရာကြောင့်တခြားတရိတ်ဆန်တွေကရောက်လာကြပြီဖြစ်ကြောင်းတားဖြစ်သူဇီဘီက ကိုစည်းကိုလာပြောနေပါတယ်။အဲဒီကိုအသီးသွားခုကြောက်ပြောတဲ့အခါသမီးလက်ဇီစာနဲ့တားငယ်လေးဇီဘီတို့နှစ်ယောက်ကသူတို့လည်းလိုက်ခဲ့ခြင်းနဲ့လို့ပူဇော်ခဲ့ပါတယ်။ကိုစည်းကတားနှစ်ယောက်ကိုသူ့ရဲ့လေးလောက်ရက်ရှိလာတဲ့အခါကျရင်မလိုက်ခြင်းနဲ့လိုက်ကြမှာဖြစ်တယ်လို့ပြောနေခဲ့ပါတယ်။တားငယ်ဇီဘီကလိုက်ပြစီလို့ပြောနေပြီးတော့သမီးလက်ဇီစာကတော့ ဇီဝိကိုသူကသေးထားစောင့်ရှောက်မှာဖြစ်ကြောင်းဂရီပေးနေပါတယ်။မြို့ပေါ်မှာတော့အန်နာကဒီနေ့ညီလာခံဗမာလုံးမာလေးလို့ကေတီကိုမေးတဲ့အခါအာဖရိကမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ပိုစီကိုစီဇီဘိုဇီစာနဲ့ဇီဝီတို့ဟာလိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုတဲပြီးတော့မာလူလာတောစီကိုခီးထွက်ခဲ့ကြပါတယ်။လန်ဒန်နေရာရောက်မှာကိုစီကစင်ချီယာနဲ့စင်ချီဘုံကိုကြည့်ပြီးစင်ဟာတော်လေးနေမကောင်းဖြစ်နေပြီးတော့မကြာခင်မှာသေဆုံးတော့မှာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ကိုစီယာသမီးဇီစာနဲ့တားငယ်ဇီရီကိုဒဏ်ရရနေစင်ကောင်ရှိပြီးတော့ ။တေဆုံးတော့မဲ့အကြောင်းအမေဖြစ်သူကိုပြန်သွားပြောဖို့စေခိုင်းလိုက်ပါလိမ့်။တမီးစီစာနဲ့သားစီရီတို့ကအိမ်ဘက်ကိုပြန်လျှောက်လာကြရင်နဲ့မြေကြီးပေါ်ကကားပိန်းရကိုထူးဆန်းပြီးတော့လှပတယ်ဆိုတာထိုင်ကြည့်နေကြပါလိမ့်။ဒီတရဝါတော့တခါမှမမြင်ဘူးတာကြောင့်သူ့ရဲ့လေးထောက်လည်းမသိနိုင်တော့စီစာစီရီကိုပြောပြနေတာပါ။အရေးကြီးအတိုင်းရှောက်သွားကြည့်တဲ့အခါမှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့တော့အာဖရိကတောထဲကမုန်ဆိုးတွေရဲ့ကားတစ်စီးဖြစ်ပြီးတော့ကားပိန်ုံကြီးကဒါလုံးဝနေတာကြောင့်ဂျားထဲမှာပြက်ရမှရှိပဲ ခြေရာဖော်နိုင်တာဖြစ်တယ်လို့မောင်ဖြစ်သူကိုပြောပြနေပါတယ်။သူတို့မောင်မကကားရဲ့အောက်ထဲတွေထိဝင်ရောက်ဆက်စုလေးလာနေရင်အကြာကြာအသေဆန်းဖြစ်နေခဲ့ပါတယ်။တနေရာရောက်မှတော့ရေစက်ကလေးတွေဇက်ဇက်ကြနေပိုက်အရာကိုတွေ့ပြီးတော့တေးချာကြည့်နေပါတယ်။သူတို့ရဲ့အသည့်မှာတော့ရေစက်လေးတွေကညဘက်နတ်ဖျားတွေအတစ်ပင်နေမှာဖန်ဆင်းမှုဆိုတာလောက်သာတီးပြီးတော့နေကင်းချိန်ဒီလိုရေဆက်ဆက်ကြနေနေအောင်မတွေ့ဘူးကြောင့်ဇီစာကပြောနေပါလေဇီစာအပေါ်ကရေကန်ကြီးကိုကြည့်ကဒီပစ္စည်းကရေထွက်တဲ့နေရာဖြစ်ကြောင်းတီးခတ်ခြင်းနဲ့အပေါ်ကိုတက်သွားခဲ့ပါလေ ။ဇီစာလေကားတိုင်းတက်သွားပြီးတော့အပေါက်ထဲကိုငုံကြည့်တဲ့အခါရေတွေအများကြီးတွေ့ရတာကြောင့်မောင်ဖြစ်သူဇီရီကိုခေါ်ပြီးတော့ပြလိုက်ပါလေ။မောင်မောင်နှောင်းကသူတို့တသက်စာမှတလောင်းများတဲ့ရေတွေကိုတခါမှမတွေ့ဘူးတဲ့အတွက်ရန်ကိုအံ့ဩပြီးတော့ထူးဆန်းနေကြပါလေ။အဲ့ချိန်မှာပဲကားသမားအိဆက်အနိုင်နေရကနေခီးဆက်ဖို့အတွက်ကားကိုမောင်းထွက်လာခဲ့ပါလေ။ဇီစာနဲ့ဇီဘီတို့ကလည်းအရန်လန့်သွားပြီးတော့ရေစီပေါ်ကနေကားပေါ်ကပြန်ဆင်းဖို့လုပ်ခဲ့ကြပြီမိတ်။ကားအရှိန်ကမြန်လုံးလာကြအောက်ကိုဆင်းမြပဲအပေါ်ကိုပြန်တက်ခဲ့ကြပါလေ။ ကိုစီနဲ့ပူစီဟာဆက်လက်ထွက်ခွာခဲ့ကြရင်အစွဲဖြတ်ခံထားတဲ့စင်တကောင်ဟာနေမကောင်းဖြစ်ပြီးတော့လဲနေရာကိုတွေ့ကြပါတယ်။ကိုစီကတော့ဒီနေရာဒီဒေသကိုတခြားရက်ကလူစိမ်းတွေရောက်လာပြီးစင်နေကိုတတ်သွားတာဖြစ်ကြောင်းပြောကာပူစီကစင်သားကိုမျှဝေစားကြဖို့မိသားစုပြန်ခေါ်လိုက်မယ်လို့ပြောကာပြန်သွားခဲ့ပါတယ်။ဇီဘုံနဲ့ကိုစီကတော့မာူလာတောကိုတည်တည်ခူးဖို့ဆက်လက်ထွက်ခွာလာခဲ့ကြပါတယ်။ကောင်းမာလိုက်ပါလာတဲ့ဇီစာနဲ့ဇီရီဟာတပင်းတက္ကသိုလ်နဲ့ခိုင်းမိနေကြတော့ကားနစီကြားကိုဆေးပြီးတော့လိုက်လာခဲ့ပါတယ်။ ောင်နှမတယောက်ကရေစီတွဲပေါ်ကနေဆင်းပြီးတော့ရှေ့ကားပေါ်ရောက်တဲ့အခါကားထဲမှာတော့စင်ဆွဲကြန့်ဆွဲဘာညာတွေအများကြီးကိုတွေးလိုက်ရပါတယ်။ကိုစီနဲ့ဇီဘိုတို့ဟာဇီစာနဲ့ဇီရီတို့ရဲ့ခြေအားတိုင်းလိုက်ပါကြီးစုပြီးတော့ကားမင်းရမန်းတိတဲ့ကိုစီကခြေအားရီဟာကားထဲမှာပျောက်သွားတာကြောင့်ကားနောက်ကိုလိုက်ခဲ့ကြပါတော့တယ်။အစီဝေးပွဲပြီးသွားတာကြောင့်အန်နာဇဝဲမှာထိုင်ပြီးတော့ဇာတန်းတွေကိုစစ်ဆေးနေစမှာဂျက်ကရောက်လာပြီးတော့သူနဲ့အတူတူခီးစဉ်တစ်ခုမလိုက်ချင်ဘူးလားလို့ပြောနေပါတယ်။အနာဒူလာရာအလောကိစ္စဖြစ်ကြောင်းနဲ့အပြော်ခီးထွက်လာခဲ့တာမဟုတ်ကြောင်းပြန်ပြောခဲ့ပါတယ်။ ဂျက်ကခီးစင်ဟာ၃နာရီပဲကြာမှာကြောင့်တနအိတွင်းမှာအာဖရိကရဲ့နေရာတစ်ဝက်ကိုရောက်သွားနိုင်ကြောင်းပြောပြနေပါတယ်။အန်နာလည်း၃နာရီခွဲမှာဒီစာတမ်းကိုပြီးတင်ရမှာဖြစ်ကြောင်းပြောတဲ့အခါဂျက်ကနိုင်ဝက်ဆိုရင်ရမလားလို့မေးလိုက်တာပါ။အန်နာနိုင်ဝက်ဆိုရင်တော့ရနိုင်ကြောင်းပြောကခေါ်သွားခဲ့ပါတော့တယ်။ဂျက်ကအန်နာကိုဒေါက်တာဆိုဆေးကုလာလားလို့မေးတဲ့အခါအန်နာကဥရိဆိုင်ရာဒေါက်တာလို့ပြောနေပါတယ်။လင်းငုံမြင်တဲ့အခါအန်နာကသေးလိုက်တာလို့ပြောတော့ဂျက်ကဒီထက်သေးတာရှိသေးကြောင်းနဲ့ရှာမတွေ့တာကြောင့်ယူမလာတာဖြစ်ကြောင်းကိုပြန်ပြီးတော့ပြောပြနေပါတယ်။ အန်နာလင်ကပြန်လို့ရောရရလားလို့မေးတဲ့အခါဂျက်ကတက်ဆာရှိတာသာတက်ဆမ်းမှာလို့ပြောနေခဲ့ပါတယ်။ကောင်းငင်ဘော်ရောက်တဲ့အခါအန်နာကျွဲတွေကိုတွေ့တော့ဘာကောင်းနေလဲလို့မေးနေခဲ့ပါတယ်။အန်နာဒရိတ်ဆန်ပေါင်းစုံလင်ဘော်ကနေကြည့်ပြီးတော့အန်အောပျော်ရွှင်နေခဲ့ပါပြီ။ဂျက်ကလင်မြန်မောင်းစရာမလိုပဲပြန်တတ်နိုင်ကြောင်းပြသနေပါတယ်။တမမစီစာနဲ့စီဗီတို့ကတော့ကားမယံချင်းဆင်းမြတာကြောင့်ကားပေါ်မှာပဲပါသွားခဲ့ပါတယ်။ကားနောက်ခန်းမှာအိတ်နဲ့တရေပိတူဘေဘန်းကကားမောင်းသူဂျော့ကိုကော်ဖီတောင်းတောင်းရင်းနဲ့ဘယ်လောက်ရောက်နေလဲလို့မေးတဲ့အခါအိတ်ပျော်သွားတာကြောင့် မိုင်80လောက်ပဲရောက်သေးကြအောင်ပြောပြလာပါတယ်။တရေပြည်သူဘေဘန်းက driver ကြောအိတ်ညာ၄နိုင်တောင်ကြာတယ်လို့ပြောလိုက်တာကြောင့်သူခြေကုန်လက်ပန်းကျသွားတဲ့အတွက်ကြောင့်လို့တောင်းပန်နေပါတယ်။တထေးကငပေးငောင်လို့ပြောပြီးတော့ driver နေအောင်ယူလိုက်တဲ့အချိန်မှာကားကအချိန်ညော့သွားတဲ့အတွက်ဇီစာကကားပေါ်မှာမြန်ဆင်းပြီးတော့မောင်ဖြစ်သူဇီဘီကိုလမ်းခေါ်လိုက်ချိန်မှာကားကအချိန်ပြန်မြင့်သွားတဲ့အတွက်ဇီဘီကကားပေါ်ပါသွားခဲ့ပါတော့တယ်။ဇီစာလည်းမောင်ဖြစ်သူပြန်ဆင်းမလာတာကြောင့်ကားပေါ်ပြန်တက်သွားခဲ့ရပြန်ပါတယ်။တထေးက driver ကိုပြန်အိတ်ခိုင်းလိုက်ပါတယ်။ ။ဂျန်နဲ့အန်နာကတော့တစ်ဖက်မှာလေးမြန်ကိုဆေးပြီးတော့စတီဗင်ကိုရှာကလူကြုံပေးလိုက်တဲ့ဖိုင်ကိုသွားပေးခဲ့ပါလေ။စတီဗင်ကကောင်းငင်ကတိန်တောင်တွေကိုပြပြီးတော့အရာတွေကလင်းကိုဆွဲချသွားမယ်ဟာဒီလို့ပြောနေခဲ့ပါလေ။အဲဒီမှာပဲလူကြီးစီကဖုန်းဆက်ကတစ်ကလေးဦးတကောင်နေမကောင်းတဲ့အတွက်ဂျက်ကိုထားခဲ့ပြီးတော့စတီဗင်ကလေးနဲ့ပြန်လိုက်သွားခဲ့ပါလေ။စတီဗင်ကမိမပြတ်တွေကိုလင်းပေါ်မတင်ဆမ်းပါနဲ့လို့ဂျက်ကိုပြောလိုက်တဲ့အတွက်ဂျက်ကညှင်းနေခဲ့ပါလေ။နောက်ထပ်ဖုန်းဝင်လာလို့ဂျက်တယောက်ကောက်ကင်လိုက်တဲ့အခါမှာအထက်လူကြီးကမုံတိုင်းရှိလာကြောင်းလေနဲ့ထွက်မလာဘူးနဲ့ ဘသူပါသေးလဲလို့မေးတာကြောင့်ကောင်မလေးတယောက်ပါလာတယ်လို့ပြောတဲ့အခါဂျက်ကိုစူပါတော့တယ်။ကိုစရာကားနောက်ကိုလိုင်းနဲ့ကားပင်ယာကိုကြည့်နေတဲ့မိတ်ဆွေအောင်ဖြစ်သူဝါကာနဲ့တွေ့တာကြောင့်အဲ့ဒီယာဘောကိုသူ့ရဲ့သားနဲ့သမီးပါသွားကြောင်းပြောပြနေပါတယ်။ဝါကာကသူလဲတူတူရှာပေးပါမယ်လို့ပြောတဲ့အခါကိုစရာရှင်နာမှာစင်သေးတကောင်ရှိတာကြောင့်မိသားစုတွေဝေစားကြဖို့ပြောကကားနောက်ကိုလိုက်ခဲ့ပါတယ်။အဲ့ဒီမှာပဲကောင်းငင်မှာမုံတိုင်းကြီးကြာလာပြီးတော့တဲရီမြူရီရောထွေးကဘာမှမမြင်ရတော့ပဲလင်းရကြောက်ဆောင်နေတဲ့တိုက်မိမလို့တွေဖြစ်ကအမြင်ပေ1000ကျော်ထိထောင်တက်သွားတာကြောင့် လေထုနဲ့လိုကင်းကအောက်ဆီဂျင်ပြတ်သွားတဲ့အတွက်တခုတည်းသောအောက်ဆီဂျင်နှကောင်းစုပ်ကိုတယောက်တည်းရှူနေကြပါလိမ့်မကြာခင်မှာလေရင်စီအားပြတ်သွားခဲ့တာကြောင့်ဆက်ရက်သွားတဲ့အခါစတီဗင်ကအန်နာရဲ့ခေါင်းကဝီစကီပလင်းကိုတောင်းပြီးဝီစကီပလင်းထဲကစီကိုထည့်ကဆက်ပြီးတော့မောင်းခဲ့ပါလိမ့်အန်နာလေင်ကအရက်နဲ့မောင်းလို့ရလားလို့မိကုံးထုတ်စရာဖြစ်သွားခဲ့ပါလိမ့်အဲ့မှာလေင်ကနောက်တစ်ခါဆက်ရက်သွားတာကြောင့်အန်နာခေါင်းကဘီယာဘူးတွေကိုထုတ်ပေးကဒါနဲ့ရောရလားလို့မေးနေခဲ့ပါလိမ့်အမမုံတိုင်းပုံမူပြင်းထန်လာပြီးတော့လေင်ကလည်းစီကုံကား တစ်ပင်တပင်ကထိပ်ဖြားမှာတင်နေခဲ့ပါတယ်သူတို့ညောင်ကတစ်ပင်ပေါ်ကဆင်းလိုက်ပြီးတော့အန်နာ၃နာရီခွဲမှာစာရန်ဖတ်ပွဲရှိလာကြောက်ကားလန်းရှာပြီးတော့ပြန်မှာပဲလို့ပြောကဖဏတ်တစ်ဖက်ကိုကိုင်းရင်နဲ့ထွက်သွားပါတယ်အန်နာကားလန်းကိုမတွေ့ပဲကလပ်အုပ်တွေကိုတွေ့တာကြောက်နောက်ပြန်လှည့်လာခဲ့ရပါတယ်စတီဗင်ကတော့သူတို့ရောက်နေတာဘာအိုဘက်တော့ဖြစ်ပြီးတော့ကားလန်းတွေ့ဖို့ကမိုင်300လောက်သွားမှာဖြစ်ကြောင်းကိုပြောပြနေပါတယ်အန်နာဖို့ကိုတွေ့တာကြောင့်လန့်ပြီးတော့ခုံလိုက်တဲ့အခါစတီဗင်ရဲ့မျက်နှာကိုဂါဝင်နဲ့အုပ်မိခဲ့ပါတယ် စတီဖင်ကသူတို့ကဘယ်နေရာကိုရောက်နေမှန်းအောင်မသိတာကြောင့်ရှေ့မှာတွေ့ရတဲ့တမိန်တွေကိုချောင်းလန်းလိုက်တဲ့အခါတမိန်တွေကလက်မသွားခဲ့ပဲနေနေခဲ့ပါတယ်လူကိုယ်တော်မမြင်ဘူးတဲ့တမိန်တွေကိုတွေ့တာကြောင့်သူတို့ဟာတောနယ်ထဲကိုရောက်နေဖြစ်ကြောင်းစတီဖင်ကပြောကြားလိုက်ပါတယ်စတီဖင်ကနယူးယောက်မှာအသက်ရှင်အောင်နေတတ်ခဲ့ရင်ဒီမှာလဲနေလို့ရကြောင်းစားစရာတွေအလုံးလောက်ရှိပေမဲ့ရေသာလိုအပ်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်သူတို့မှာရေချောက်ပလင်းနဲ့လောက်အောင်နေရမယ်လို့စတီဖင်ကပြောနေခဲ့ပါတယ်စင်လိုက်မုံဆိုးရဲ့ကားပေါ်မှာတော့ရေတွေအများကြီးရှိတာကြောင့် ဇီစာရေသွားခိုင်နဲ့ရေစီတဲကိုပြုတ်ကျသွားပါလိမ့်။ဇီစာကသူပြန်တက်ဖို့အတွက်ဇီဘေးကိုအောက်ကိုဆင်းကပခုံးခံခိုင်းပြီးတော့သူကပေါ်ပြန်အောင်မှဇီဘေးကိုပြန်ဆွဲတင်ဖို့အကြံရခဲ့ပါလိမ့်။စတီဗင်ကတော့ဓာတ်စီတစ်ပုံးတွေးပြီးတော့လင်းကိုတစားစီဖြုတ်ကအောက်ချနေပါလိမ့်။အားလုံးအောက်ကိုရောက်တဲ့အခါမှာအကုန်ပြန်ဆင်းပြီးတော့သုံးရက်လောက်နေပြန်လို့ရအောင်ပြောပြနေပါလိမ့်။အန်နာကသူမတို့အတန်းစင်ကအရေးကြီးအောင်ပြောကတိပိမောကဆင်းတဲ့အခါမှာကောင်းဝမ်းတကိုင်းနဲ့ညှိကြံကမျက်နာကိုအုပ်သွားပါလိမ့်။ ချင်းသေးဟာလည်းသူ့ကိုဘာမှမလုပ်ရင်သူကလည်းဘာမှပြန်မလုပ်ကြောင်းပြောတာကြောင့်အပေါ်သွားဖို့ခြုံနောက်ကိုဝင်ခဲ့ပါတယ်။ကျမ်းပေါက်တကောင်တွေးတာကြောင့်သူကဘာမှမလုပ်ကြောင်းပြောနေချိန်မှာကျမ်းမကြီးကလိုက်တာကြောင့်တိပိမော်တက်ပြေးရပြန်ပါတယ်။ကားပေါ်မှာစီစာကဇီရီရဲ့ပခုံးမော်ကိုနင်းကအပေါ်ကိုတက်ဖို့ကြိုးစားနေသလိုဖာခင်ကိုစီကလည်းကားပညာတိုင်းနောက်ကနေလိုက်လာနေပါတယ်။အန်နာတော့ငှက်ကလေးဟန်ဆောင်ပြီးတော့ငှက်ကလေးအမကိုများခေါ်နေချိန်မှာစတီဖန်ကငှက်ကလေးဦးတလုံးကိုယူပြေးခဲ့ပါတယ်။ ငှက်ကလေးဦးကလိုက်တာကြောင့်ကိုင်းတော်ထဲမှာဟိုပြေးဒီပြေးနဲ့ကြက်တင်နဲ့တိုးပြီးတော့ငှက်ဦးကိုခတ်ခဲသွားနဲ့ရရှိခဲ့ပါလေဇီစာကဇီရီရဲ့ပခုံးကိုနေပြီးတော့အပေါ်ကိုရောက်မှာဇီရီနေပြီးတော့တက်လာဖို့အတွက်တနတ်ကိုချပေးခဲ့ပါလေဇီရီကတနတ်ကိုခိုးကမောင်းကိုနေပြီးတော့တက်လိုက်တာကြောင့်တနတ်အကြီးစံထွက်သွားကရေထဲပြုတ်ကျသွားပါလေနောက်မှဥယျာဉ်တစ်ခုကိုယူပြီးတော့ခိုးတက်ကအပေါ်ကိုပြန်ခဲရပါလေဘေဘန်ကရန်ဂျီကိုဆက်သွယ်နေရအဆက်သွယ်မရပဲဖြစ်နေပါလေစတီဗင်ကတော့ကြက်ဦးကိုတဲထဲမြုပ်ပြီးတော့အပေါ်ကမီးဖိုကဖုတ်စားလိုက်ကြပါလေ ရေဒီယိုကကြေညာနေတဲ့သတင်းကြောင့်စတီဗင်ကတရိတ်ဆန်ဗီဒဆိုင်ဟာဒေါက်တာဖြစ်နေပြီးအန်နာကတော့ဥပဒေဆိုင်ရာဒေါက်တာဘွဲ့ရထားသူတွေမှန်းသိလိုက်ကြပါလိမ့်စတီဗင်ကမြေခွေးရသူတို့ထက်အရက်မြင့်သူကိုမတိုက်ခိုက်ပဲသူ့ထက်နေနေမှာတိုက်ခိုက်တာဖြစ်ကြောင်းကိုပြောပြနေပါလိမ့်ကိုစီကတော့တညာလုံးမိတ်ပဲကားလန်တိုင်းပြေးလိုက်လာနေခဲ့ပါလိမ့်စတီဗင်ကတော့လင်းကိုအောက်ထိချပြီးတော့အန်နာကရှေ့ကဆွဲသူကနောက်ကထန်းကဂွေးမင်ရှိရာကိုတည်ခဲ့ပါလိမ့်လမ်းမှာကြံ့ကိုတွေ့တာကြောင့်အန်နာအသိပင်ပေါ်တက်ပြေးခဲ့တဲ့အတွက် တီဗင်ကကြံ့ကအထီးဖြစ်တာကြောင့်အန်ဒီမရှိကြောင်းပြောပြနေပါတယ်။အဲဒီချိန်မှာပွေးလိုအကောင်ကစတီဗင်ကိုလိုက်တာကြောင့်ထွက်ပြေးနေရပါတယ်။အကောင်လေးကမှကြောက်တဲ့ကြောင်းပြောတဲ့အခါဒီကောင်လေးကရန်သူကိုကိုက်မိပြန်မလွတ်တော့ကြောင်းကိုပြောပြစေမှာပွေးကောင်လင်းဘင်းကိုကိုက်ဖောက်လိုက်ပါတယ်။နောက်မှအကြံရကစတီဗင်ကသူ့ရဲ့ဖနက်ကိုပေးကိုက်ထားလိုက်ပါတယ်။ကွေးမစီကိုရောက်တဲ့အခါဘင်းပေါက်နေတဲ့လင်းကိုထိမ့်ဖို့စတီဗင်ကထိုင်ကိုဖြုတ်အပေါက်ဖောက်ကခြေထောက်နဲ့ပြေးပြီးတော့အရှိန်ယူနေခဲ့ပါတယ်။အန်နောက်တော့လင်းကိုမောင်းခိုင်းခဲ့တာပါ။ လေမမောင်းတက်တဲ့အန်နာကြောင့်စတီဗင်ကအောက်ပြုတ်ကျကြံခဲ့ပြီးတော့လေကတော့အပြန်ခီးနဲ့ဆန့်ကျင်ဘက်ကိုထွက်သွားခဲ့ပါလိမ့်တတော်ဝေးရောက်မှပိတ်တဲ့ခလုတ်တွေ့ပြီးတော့ပန်ကားတွေကိုပိတ်လိုက်ကလေဒီခလုတ်လည်းတွေ့တာကြောင့်လေဟာရက်ပြီးတော့အောက်ကိုဆင်းသွားကတိပင်မှာလေဒီကချိန်နေပါတော့တယ်စတီဗင်ကလည်းသူ့ရဲ့ဖနက်ကိုပြန်ရှာကလေရင်သွားဘက်ကိုလိုက်လာခဲ့ပါလိမ့်အန်နာတော့ဂျက်သိနဲ့တွေ့ပြီးတော့လေနဲ့ကိုဝင်ပြေးကအဖွင့်ခလုတ်ကိုခြေထောက်နဲ့ထိမိတာကြောင့်လေကဆက်နိုးပြီးတော့ဂျက်သိလည်းထွက်ပြေးသွားပါလိမ့်မကြာခင်မှာပဲစပိန်တစည်းနဲ့ဒေတာကန်တူကရောက်လာတာကြောင့် အကျိုးချောင်းပြောကစပိန်ကြုံလိုက်လာခဲ့ပါတယ်။နောက်ကယ်ရီယာကမအားတာကြောင့်အန်နာရှေ့ဘက်တန်းဘော်ကနေလိုက်ခဲ့ရပါတယ်။နောက်မှကယ်ရီယာဘော်ကချက်ကိုအန်နာပိုက်ကပုံစံပြောင်းပြီးတော့စီးခဲ့ကြပြန်ပါတယ်။နောက်တော့စင်တွေကြားထဲဝင်သွားကစပိန်လည်းပြတ်သွားခဲ့ပါတယ်။စတီဗင်ကတော့ဖနက်ကိုမလွတ်တမ်းကြိုက်ထားတဲ့ပွေးကောင်တော့ဒီယိုဆွဲကလမ်းလျှောက်ရင်ပွေးကောင်ကိုကလုံးနဲ့မြားကထွက်ပြေးခဲ့ပြီးပွေးကနောက်ကလိုက်လာခဲ့ပါတယ်။ပွေးကောင်ကမောပြီးတော့မလျှောက်နိုင်တော့အတွက်စတီဗင်ကချီခေါ်လာခဲ့ကတစ်ပင်ရိတ်မှခဏနားစီပြီးတော့ပွေးကောင်ကိုပြန်လွှတ်လိုက်ပါတယ်။ ။တနေရာမှာတော့အာဖရိကစစ်သားကီဝီယာဂျူဝါစစ်သားဘယ်ရီကားမောင်းလာတာကိုတောင်ပေါ်ကနေမှန်ပြောင်းနဲ့လှမ်းကြည့်နေခဲ့ပါလေ။ဘယ်ရီယာသူ့ရဲ့စခန်းကိုပြန်မှုအတွက်လမ်းပြောင်းနေခဲ့တာကြောင့်တန်လိုက်အိမ်မြောင်းနဲ့ရှားဖွေနေတာပါ။သူတို့နှစ်ယောက်တွေ့တဲ့အခါမှာအပြန်အလှန်ပြစ်ခတ်ကြရင်ကိုစီကဂျားတွေကဝင်ရောက်လာတာကြောင့်အခြေအနေလေးရှုပ်ထွေးကကီဝီကိုဘယ်ရီကတန်းတန်းနဲ့ချိန်လိုက်ပါလေ။ဘယ်ရီကသူ့စခန်းရှိရာအနောက်မြောက်ဘက်ကိုသွားကြမယ်ဆိုပြီးကီဝီကိုကားရှိကပြေးခိုင်းပါလေကီဝီကတန်လိုက်မြောင်နောက်မှာမှန်ရှိတယ်ဘသူတွေဆစ်ရှုံးတာလဲသိချင်ကြည့်လို့ဘယ်ရီကိုပြောနေပါလေ တပတ်မှစီစားတော့ကားပေါ်ကနေလမ်းမှာတွေးမြအသီးတွေခူးပေးနေပြီးဇီဝီကကားထဲကနေဖမ်းယူစားတော့ကြကအစာနဲ့ရေပြဒနာကိုဖြေရှင်းနေကြပါလေတနေရာရောက်မှတော့စီစားတစ်ကိုင်းနဲ့ညှိပြီးတော့ကားပေါ်နေပြုတ်ကျချမ်းခဲ့တာကြောင့်မဖြစ်သူဇီရီရဲ့နောက်ကိုပြေးလိုက်ခဲ့မှမမိနိုင်တော့ပဲဖြစ်နေပါလေစတီဗင်ကတော့ခန္ဓာအတိုင်းလျှောက်လာခဲ့ပြီးတော့စီစားနဲ့ကွဲသွားတဲ့ဇီဝီကတော့ကားပေါ်မှာဆောင်းချုံပြီးတော့အိတ်နေခဲ့ပါလေအန်အားတော့လေအားနဲ့မော်တာလေကာရေစုပ်နိုင်တဲ့လေဒလက်တစ်ခုကိုတွေ့တာကြောင့်အပေါ်တက်ပြီးတော့ဒလက်ကိုလှည့်ပါလေ အဲ့ချိန်မှာရေကထွက်လာပြီးတော့သူကရေသားဖို့အောက်ကိုပြန်ဆင်းတဲ့အခါရေကမရှိတော့ပဲဖြစ်နေပါတယ်။နောက်တော့ဘေးနားမှာတွေ့ရတဲ့စီတိုဘူးဂုံကိုထောင်ကရေကိုခံယူလိုက်ပါတယ်။အဲ့ချိန်မှာတေမှုလွယ်ကူလာတဲ့မြောင်လွဲကျော်တွေကအောက်ကနေပြီးတော့စီတိုဘူးတွေကရေကိုယူတောက်နေပါတယ်။အန်နာသူ့ရဲ့ slim bag အိတ်ထဲကိုဂဲလုံးတွေထည့်ပြီးအပေါ်တက်ကမြောင်တွေကိုဂဲနဲ့ပစ်ပေမဲ့မရပဲရှိနေခဲ့ပါတယ်။တက်လိုက်ဆင်းလိုက်ဖြစ်နေအန်နာနောက်မှလေတလက်ဟာလေလာဘက်ကိုလှည့်ပေးရင်သူ့လိုလိုရေထွက်လာမှန်းသိသွားခဲ့ပြီးတော့ရေပါချိုးလိုက်ပါတော့တယ်။ ကီဝီကတော့ဂျနီဗာမြို့ရဲ့ဥပဒေအရ၃ဘန်းကိုတန်းတန်းနဲ့ချိန်ပြီးတော့မနှိပ်စရတဲ့အကြောင်းကိုဖတ်ပြနေပါတယ်။ဂီဒေါ်နန်ရောက်တဲ့အခါရှေးကပြေးနေတဲ့ကီဝီကအရန်မောနေဖြစ်ကြောင်းပြောကာတိပိမာခဏနားနေချိန်ဘယ်ရီက၃မိနစ်အချိန်ပေးမယ်လို့ပြောနေပါတယ်။၃မိနစ်ပြေးကန်နေတဲ့အခါကီဝီကခြုံတွေချားတဲ့ကိုထွက်ပြေးတာကြောင့်ဘယ်ရီကကားပေါ်မတ်တဲ့အခါကားခွေကိုခြေထောက်နဲ့ထိမ်းပြီးတော့လိုက်ရှာနေရပါတယ်။ကီဝီကကားနောက်ကနေတက်ပြီးတော့ဘယ်ရီရဲ့တနတ်ကိုလုကာဘယ်ရီကိုပြန်ဖမ်းပြီးကားရှိကနေပြေးခိုင်းကသူစကန်းရှိရာဘက်ကိုပြန်မောင်းခဲ့ပါတယ်။ ်ပထမစပိန်သမားထွက်သွားတာကြောင့်စပိန်နောက်တစည်းဆောင်ရမှာပဲလို့ရေရွက်ကထိုင်ဆောင်နေပါတယ်အဲ့ဒီမှာပဲကိုစီကရောက်လာခဲ့ပြီးတော့ကားမညာတွေကိုကြည့်ကအန်နာကိုဘယ်ဘက်ကလာတာလဲကားကိုတွေးလိုက်တာဘာကြားနေမေးကသူတို့ယဉ်ကျေးမှုအတိုင်းတစ်ဖက်လူရဲ့နှလုံးသားပေါ်ကိုလက်ဖွာတင်ပြီးတော့မိတ်ဆက်ပါတယ်အန်နာလည်းသူ့ရဲ့ဤတိုင်းနှုတ်ဆက်မယ်လို့ပြောကလက်ကိုကမ်းပေးလိုက်ပါတယ်အဲ့ခါမှာကိုစီကသူ့ရဲ့ဖွာဘက်တော်လမ်းကင်တယ်လို့ထင်သွားပြီးတော့လူသူမရှိပေမဲ့ဒီလိုမျိုးမလုပ်တဲ့အကြောင်းသူ့မှာလည်းမိမတဲ့ကလေးတွေရှိတဲ့အကြောင်းအန်နာကိုတောင်းပန်နေပါတယ် နောက်တော့အန်နာသူလဲကိုစီနဲ့အတူတူလိုက်ခဲ့မယ်လို့ပြောကအတူတူခီးဆက်လာခဲ့ပါတယ်။လန်ဒန်နီအောင်ရောက်တဲ့အခါအရွယ်ကြီးနေပြီးတော့တောထဲမှာပြေးတိုင်းလိုက်တိုင်းဆော့နေတဲ့လူထုဆန်းယောက်ကိုတွေ့ရတဲ့အကြောင်းသူတို့ဟာနောက်မြောက်ဘက်ကိုထွက်သွားကြကြအောင်ပြောနေပေမဲ့ပညာတတ်ဒေါက်တာတယောက်ဖြစ်တဲ့အန်နာနားမလဲပဲဖြစ်နေခဲ့ပါတယ်။ကိုစီကထိုင်ချလိုက်တဲ့အခါအန်နာလည်းလိုက်ထိုင်ပြီးတော့သူတို့ဘတ်စကားဆောင်နေကြလားလို့မေးပါတယ်။ခဏနေတော့ကိုစီပြောတဲ့ရီစရာလူနှစ်ယောက်ကလမ်းလျှောက်ပြေးသူကိုကားနဲ့လိုင်းနဲ့ပြန်ရောက်လာပါတယ်။ အနာကိုရောက်တဲ့အခါဘယ်ရီယာအန်နာကိုတစားခံလုပ်ပြီးတော့ကီဝီကိုရှောင်တိန်နေခဲ့ပါတယ်။ကိုစီကတော့သူတို့တွေဘာနီးကစားတာလဲမသိဘူးဆိုပြီးတော့ရေရွတ်နေတာပါ။နောက်တော့ကိုစီကအန်နာနှလုံးသားပေါ်ကိုလက်တင်ပြီးတော့နှုတ်ဆက်ကဟိုလူရှင်တော်နှစ်ယောက်ကအခြေမကောင်းတာကြောင့်နှုတ်မဆက်တော့ဘူးလို့ပြောကထွက်သွားပါတော့တယ်။ကီဝီကကောင်းအောင်ထွက်သွားတာကြောင့်ဘယ်ရီကသူ့ကိုတီအောင်ထားခဲ့တာလားလို့ပြောပြီးတော့နောက်ကနေလိုက်နေတဲ့အတွက်ကီဝီကကောင်းအောင်နောက်ပြန်ဆုတ်လိုက်ပါတယ်။ဘယ်ရီယာအန်နာကိုတစားကန်လှုပ်ဖို့ပြန်လှည့်တဲ့အခါအန်နာကစလင်ဘတ်အိတ်နဲ့လွှဲရလိုက်တာကြောင့်နှစ်အောင်စလုံးမူးလေသွားကြပါလိမ့် အန်တိုနီယားရောခနာနာအနေနဲ့ပေါက်နေတဲ့ဖနက်ကြားကနေကင်းမလမဲထိုးတာကိုခံလိုက်ရပါတော့တယ်။အမေလိုက်မဟုတ်ဆိုဘစ်ဘန်းကရန်ဂျီကိုဖုန်းဆက်ပြီးတော့နေဦးကြည့်တဲ့အခါမောင်းနေရဲ့ရဲ့မျက်နှာမှားနေရာကြောင့်ဂျော့ကိုပြစ်တင်လိုက်ပါတယ်။ဂျော့ကတန်လိုက်မြောင်ကြည့်ပြီးတော့မောင်းနာဖြစ်ကြောင်းပြောတဲ့အခါဘစ်ဘန်းကကျွေသုတ်တန်ခွဲကိုတန်လိုက်မြောင်နာမှာထားပြီးတော့မောင်းနေဂျော့ကိုငတုံးလို့ပြောပြီးကားကိုရက်လိုက်ပါတယ်။အဲ့တော့မှဇီရီယာကားပေါ်ကနေစင်းဝင်ရခဲ့ပါတော့တယ်။ဇီရီယာကားပေါ်ကနေစီးပြီးတော့ကားဘင်းရာအတိုင်းနောက်ကျောင်းပြန်ပြေးပါတော့တယ်။ ပေပန်းကတော့မနက်နေထွက်ချိန်မှာကလေးကလမ်းမလာကလေးကြောကို9နာရီတွင်40ဒီဂရီစောင်းနေခဲ့လို့ပြောနေပါတယ်။ရန်ဂျီကတော့သူရောက်နေတာ3ရက်ရှိဖြစ်ကြောင်းစောင်းနေရတာကြာတော့ဈေးတွေကလည်းထောင်းနေပြီလို့ပြောတာကြောင့်ပေပန်းကတောင်းပန်နေရပါတယ်။ဒါနဲ့ပဲပေပန်းတို့ကနောက်ကိုပြန်လှည့်ပြီးတော့မောင်းလာခဲ့လိုက်ပါတယ်။ဇီဝီကတော့ကားပင်ရတိုင်းနောက်ပြန်လျှောက်လာခင်ကနေတနေရာရောက်မှာလက်လက်ဆက်ဆက်မြေခွေးခြေရာတစ်ခုကိုတွေ့ရတာကြောင့်မြေခွေးဟာနီးနားမှာပဲရှိနိုင်ကြောင်းသိလိုက်ရပါတယ်။ဇီဝီကလက်ညှိုးစရေးဆွပြီးတော့လေတိုက်တဲ့ဘက်ကိုခန်းစားကြည့်တဲ့အခါ သူဟာလေတီမိုင်းမှာရောက်နေအောင်သူ့နဲ့ကိုရာသွားနိုင်အောင်တိလိုက်တဲ့အတွက်မြေခွေးမလိုက်နိုင်တဲ့ကြောက်ဆောင်ဘက်ကိုတက်ပြေးသွားခဲ့ပါလေတွေးလုံးမှာမဆုံးသေးပါပဲမြေခွေးဟာသူရှိတာကြောက်ဆောင်နားကိုရောက်လာပါတော့တယ်ဖာခင်တင်ကြားထားမှုကြောင့်မြေခွေးဟာသူ့ထက်မြင့်သူကိုရံမလုတ်တက်ကြောင်းတီထားတဲ့ဇီရီဟာတိခေါက်တစ်ခုခေါင်းပေါ်မှာတင်ထားလိုက်တဲ့အခါမှာမြေခွေးကလည်းကြောင်အမ်းပြီးတော့ရက်ကြည့်နေပါလေအဲတော့မှဇီရီဟာကြောက်ဆောင်ဘက်ကိုတက်ပြေးပါတော့တယ်စတီဗင်ကတော့ရေတက်ခန်းချောက်သွားပြီးတော့သဲပင်အောက်ကိုလိမ့်ကျသွားပါလေကီဝီယာအန်နာကိုအကျိုးကြောင်းမေးကြည့်တဲ့အခါ သူမဟယ်လီကော်ပတာပြတ်ပြီးတော့အဖေါ်ပါလာသူစတီဗင်နဲ့ကွဲသွားခဲ့လို့ပြောပြပါတယ်။ကီဝီယာဘယ်ရီကိုတနက်နေ့ချိန်မြောက်ဂါးစီကိုသွားတဲ့အခါအန်နာကလည်းလိုက်ပါလာတာကြောင့်ကီဝီယာအန်နယ်ရှိတဲ့အန်နာရဲ့ဆလင်းဘတ်အိတ်ကြီးကိုမယူခဲ့ဖို့အန်နာကိုပြောနေပါတယ်။အန်နာအထဲမှာကြောက်ခဲတွေပါလာကြောင်းလို့ပြောကအိတ်ထဲကကြောက်ခဲတွေကိုလွတ်ပစ်နေပါတယ်။ဘယ်ရီကိုကားမောင်းစီပြီးတော့အန်နာကားရှိကမ်းမှာထိုင်ကကီဝီကနောက်ကတနက်နေ့ချိန်ကထွက်လာခဲ့ပါတယ်။ကိုစီယာစတီဗင်ရဲ့ခြေအားကိုမြင်ပြီးတော့လူတယောက်ဒုက္ခရောက်နေကြောင်းသိကသွားရောက်ကယ်တင်ခဲ့ပါတယ်။ ။တပင်ချင်းတစ်ခုရောက်တဲ့အခါရေတက်ခန်းချောင်းနဲ့စတီဗင်ကိုမြေကြီးထဲကိုတူးမြုပ်ကအစိုးရရယူစေပြီးတေဦးတစ်ခုက ရေကိုညှစ်ကစတီဗင်ရဲ့ဗဇတ်ထဲကိုထည့်တိုက်ခဲ့ပါလေ။ကီဗီယာဘယ်ရီရဲ့ကားနားကိုရောက်တဲ့အခါမှာဘယ်ရီရဲ့ကားထဲက73စီကိုထုတ်ခိုင်းလိုက်ပါလေ။73စီဘုံမှောက်သွားတာကြောင့်သတိလွတ်သွားတဲ့ကီဗီရဲ့တနတ်ကိုဘယ်ရီကလူယူဖို့နပန်းလုံးနေကြချိန်မှာတနတ်ဟာအန်နာရဲ့ရှေ့ကိုလွင့်ထွက်လာတာကြောင့်အန်နာဟာကောက်ကင်ပြီးတော့နေအောင်စလုံးကိုချိန်လိုက်ပါလေ။အနာရံပြတဲ့ညကိုလက်ချင်းတွဲထားဖို့ပြောတဲ့အခါမှာဘယ်ရီကကီဝီရဲ့လက်ကိုလှမ်းကင်လိုက်ပါတယ ်ကေဝီကလက်ကိုစကနေရုပ်ဖယ်လိုက်တာကြောင့်အန်နာနောက်ထပ်အမိန်ပေးလိုက်မှနှစ်ယောက်သားလက်ချင်းကင်ထားကြပါတော့တယ်နောက်တော့ကားပေါ်တက်ခိုင်းပြီးတော့ဘယ်ရီကိုကားမောင်းခိုင်းစီကလီယင်စီကိုလိုက်ပို့ခိုင်းလိုက်ပါတယ်ဇီစာတော့နောက်ကျောင်းပြန်လဲလာတဲ့ဘေဘန်တို့ကားနဲ့တိုက်မိမလို့ဖြစ်တာကြောင့်လဲချလိုက်တဲ့အခါမှာကားအုပ်ကိုဝင်သွားတာကြောင့်အသက်ဘေးကတည်တည်လေးလွတ်ခဲ့ရပါတယ်ပြန်ထလာစီဘီကိုမြေခွေးကထတ်လိုက်လာတာကြောင့်တိခေါကိုခေါင်းပေါ်မှာတင်လိုက်တဲ့အခါတိခေါကကြိုးကြသွားတဲ့အတွက်မြေခွေးကဆွတ်လိုက်တာကြောင့်ကြောက်ဆောင်မဟုတ်တက်ပြေးခဲ့ရပါတယ် ဇီစာလဲသူ့မောင်လေးကိုရှာဖို့ကားပင်ဟာတိုင်းလိုက်ခဲ့ပြီးတော့ပြန်လှည့်လာတဲ့ဗေပန်းတို့ကားနဲ့တဲ့တဲ့တိုးကရှောင်းတိမ့်လိုက်ရပါတယ်။အန်အာရူရဲ့ဂျေကာကိုစီနဲ့ပြန်တိုးပြီးတော့ကိုစီကလူတယောက်သတိလက်နေကြောင်းအမူယာနဲ့ပြကခေါ်နေတဲ့အတွက်အန်အာရူလိုက်သွားတဲ့ခါရေတပ်ခန်းချောက်ကအားပြတ်နဲ့စတီဗင်ကိုတွေ့ရတဲ့အတွက်အန်အာကားပေါ်ရေပုံးယူပြီးတော့စတီဗင်ပေါ်လောင်းချလိုက်မှစတီဗင်လဲထလာခဲ့ပါတော့တယ်။ဇီစာတော့မောင်ပြည့်သူကိုရှာဖွေနေစေဖြစ်ပါတယ်။စတီဗင်ချင်းနဲ့ကောင်းသွားတာကြောင့်ကိုစီကအန်အာကိုနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။ လမ်းမှာဘေဘန်းရဲ့ကားနဲ့တွေ့တာကြောင့်ကားပေါ်တက်ကသားနဲ့သမီးကိုရှာခဲ့ပြီမဲ့မတွေ့ရပဲရှိနေပါတော့တယ်ဘေဘန်းတို့ကတော့ဘာကြောင့်လူသူရှာပါရက်မှာဒေသခံတွေကိုခဏခဏတွေ့နေရမှန်းနားမလည်နိုင်ဖြစ်နေရပါတယ်ဘေဘန်းတို့ကကားပေါ်နေကြော်ပြီးတော့ပြုတ်ကျလာတဲ့ကိုစီးကိုစင်စွဲတွေကိုမြင်သွားတာကြောင့်ဖန်းစီချုံတော်ကကားပေါ်ကိုတင်ပြီးတော့ခေါ်လာခဲ့ပါတယ်စတီဗင်ကဘာကြောင့်တနတ်နဲ့ချိန်ပြီးတော့နှိပ်စက်နေလဲလို့အန်နာကိုမေးတဲ့အခါအန်နာဥတီနဲ့မညီမှန်းသိပေမဲ့တယောက်ကဘယ်သွားမယ်တယောက်ညာသွားမယ်ညင်းနေရကြောင့်နေအောင်စလုံးဟယ်လီကော်ပတာစီးအောင်ခေါ်လာခဲ့ရခြင်းဖြစ်တယ်လို့ပြောပြပါတယ် လမ်းတွဲရောက်တဲ့အခါဘေဘန်းတို့ရဲ့ကားနဲ့တိုးတာကြောင့်အန်နာစီရနိုင်မယ်ထင်တာကြောင့်တားလိုက်ပါလေဘေဘန်းတို့ကတော့နေမြေရဲတွေလူယူဆတာကြောင့်လန့်နေခဲ့ပါလေကားလိုက်တဲ့အချိန်မှာပဲကားနောက်ခန်းကနေကိုစီကကျိုးနဲ့တုတ်လျက်သားခုန်ချလာပါတော့တယ်အဲတော့မှဘေဘန်းကကားပေါ်ကခုန်ဆင်းလာပြီးတော့စတီဗင်ကိုလက်နဲ့ချခိုင်းလိုက်ကတနတ်ကိုတော့ဂျောကကောက်ယူထားလိုက်ပါလေဂျိုးကမလောက်တာကြောင့်ဂျောကနှစ်ယောက်တည်းစီဂျောချင်းကတ်ကကျိုးတုတ်ထားလိုက်ပါလေနောက်တော့ဂျောကိုအဆောင်ပြစ်ထားခဲ့ပြီးတော့ဘေဘန်းကဖုန်းဆက်ဖို့အတွက်လိုင်းမိတဲ့တောင်ပေါ်တက်သွားခဲ့ပါလေ။ ကျောအိုက်တင်ပြင်းနဲ့တနတ်ကိုဘောင်းပြီးတဲ့ထိုးထဲလိုက်တဲ့အခါဘောင်းမရချောင်းကြပြီးတော့တနတ်အခြေသလုံးထဲထိကျသွားခဲ့ပါလေကျောကတနတ်ကိုနိုင်ထုံနဲ့ခလုတ်ကိုနှိပ်မိသွားတာကြောင့်ကြည်စံခြေထောက်ကိုမှန်သွားခဲ့တာပါစတီဗန်ကကျောကိုတွန်းလှဲပြီးတော့အန်နာကိုကျောရဲ့ဘောင်းမီထဲကတော့ကိုနှိုက်ခိုင်းခဲ့ပါလေတနတ်ရသွားတဲ့အခါကားပေါ်ကိုတက်ပြီးတော့မောင်းပြေးခဲ့ပြီးမဲ့အစီကုံသွားခဲ့ပါလေကျောကသူလဲဘေပန်းကိုကြောက်တယ်လို့ပြောကအန်နာတို့နဲ့လိုက်ခဲ့ပါလေဘေပန်းကတော့တောင်ပေါ်ကနေသူတို့မြင်သွားပြီးတော့အောက်ကိုပြန်ဆင်းလာကသူတို့ဝင်ပြေးသွားတဲ့ကိုင်းတော့ကိုမီးရှို့လိုက်ပါလေ ကိုစီကတော့ရှေးတစ်ဖက်မှာမိကိုကြိုရှုတ်ထားရင် လောင်စာဆက်ပြောင်းလောက်ကမိကိုကြော်သွားစေနဲ့သူတို့အားလုံးကိုကြိုးဖီကကဲတင်လိုက်ပါလေကိုစီကကြောကိုသူ့ရဲ့ကလေးတွေတွေးမိလားလို့မေးတဲ့အခါကြောကကလေးနှစ်ယောက်လုံးကိုကြောက်တောင်ဘက်မှာတွေးခဲ့ကြောင်းပြောတာကြောင့်ကိုစီကဝမ်းသာပြီးတော့မျက်ရည်လဲလာခဲ့ပါလေကိုစီကအန်နာနဲ့စတီဗင်တို့ကိုနှုတ်ဆက်ပြီးတော့သားနဲ့သမီးကိုရှာဖို့ထွက်သွားခဲ့ပါလေမိလောင်မှုကြောင့်ချင်းသွေးတွေကလည်းတောထဲကထွက်လာပြီးတော့ဘေပန်းစီကိုတဲ့တဲ့ဝင်လာကြတာကြောင့်ဘေပန်းဟာဂါးအိတ်တိုင်းကီစီကိုပြေးတက်နေခဲ့ရပါလေ စတီဗင်ကအန်နာရဲ့လက်ထက်ကတနတ်ကိုယူကာဘေဘန်းစီကိုသွားခဲ့ပါလေဘယ်ယူနဲ့ကီဗီကဘေဘန်းကိုအအောင်ရှုပ်ထွေးအောင်လုပ်နေကြတော့စတီဗင်ကဘေဘန်းရဲ့နောက်ကနေတနတ်နဲ့ထောက်ကဘေဘန်းကိုဖမ်းဆီးလိုက်ပါလေဘေဘန်းကတနတ်ကိုပြစ်ချလိုက်တဲ့အခါကီဗီနဲ့ဘယ်ရီကတနတ်တွေကိုအပြေးကောက်ပြီးတော့အချင်းချင်းချိန်ကြပြန်ပါလေနောက်တော့ဘယ်ရီကပဲရှော့ပေးကကီဗီရဲ့၃မန်းမှလို့ပြောလိုက်တဲ့အခါကီဗီကလည်းတနတ်ကိုပြစ်ချပြီးမင်းကငါ့ရဲ့၃မန်းမဟုတ်ပါဘူးလို့ပြောကပြေးလေသွားကြပါလေ ဇီဇာနဲ့ဇီရီယာလည်းကြောက်ဆောင်ရဲ့ပဲတင်တန်းတွေကြားမှာတူကိုတူခက်ခဲစွာရှာဖွေနေဆုံတွေ့ကပျော်ရွှင်နေကြပါပြီ။စတီဖန်နဲ့အန်နာတို့ကီဝီရဲ့ကားပေါ်လင်းတင်ပြီးတော့အချိန်ငါပြန်သွားကြပါတော့တယ်။ကီဝီကတော့ဘေဘန်ရဲ့ကားပေါ်ကစီပုံးကိုဘယ်ရီကိုယူပေးကဂျူပါကိုပြန်တော့လို့ပြောပြီးတော့သူ့ရဲ့ကားရှိရာကိုလမ်းပြလိုက်ပါတယ်။ကီဝီကဘေဘန်နဲ့ဂျော့ကိုဖမ်းသွားပြီးတော့ဂျော့ကိုတော့တနည်းလောက်နေရမယ်လို့ပြောကဘေဘန်ကတော့မပြောနိုင်ဘူးလို့ပြောလိုက်ပါတယ်။စတီဗင်နဲ့အန်နာတို့ကတော့အစည်းအဝေးပွဲကျင်းပကိုညနေ3:00ခွဲမှာအချိန်မီပဲရောက်ရှိခဲ့ပါတယ်။ လေနိုင်ကြတာကြောင့်စီဝေးပွဲကသူတွေအလုံးထွက်ကြည့်ကြတယ်ပါစတီဗန်ကလည်းလေရင်ကိုဆက်တက်ကလေဒီကိုဖွင့်ချလိုက်ပါတယ်အဲဒီမှာလေရင်ဟာမငြိမ်တာကြောင့်အန်နာအပေါက်ကကြုံကြပြီးတော့အင်ဂျီကချိတ်ကြံခဲ့တာကြောင့်လူတွေဝိုင်းကြည့်နေချိန်မှာဘေကနီနဲ့တန်းလန်းတန်းလန်းဖြစ်နေခဲ့ပါတယ်အောက်ကိုရောက်တဲ့အခါလေဒီကလေရင်ကိုအုပ်သွားပြီးတော့လေချက်ဝိတ်မှာလေဒီကလန်သွားခဲ့ပါတယ်အဲဒီမှာလေရင်တဲကကင်းစီဆွဲနေသူတို့နှစ်ယောက်ကိုအားလုံးကတွေ့သွားတာကြောင့်စတီဗန်ဟာလေဒီကျိုးကိုဆွဲချပြီးတော့ပြန်ဖုံးလိုက်ကကင်းစီဆက်ဆွဲနေလိုက်ပါတယ်ကိုစီယာသားနဲ့သမီးကိုလှမ်းတွေးတဲ့အတွက်အပျော်လွန်အလွန်ပြောကား မျက်ရည်ကျဝမ်းသာကပြေးဖက်လာရင်းနဲ့ပဲဇက်ကဒီနေ့မှပြီးဆုံးသွားပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မောကတလောက်ပါပဲခင်ဗျ recap နေနဲ့တင်ဆက်ပေးတာဖြစ်တဲ့အတွက်လိုအပ်ချက်တွေများစွာရှိမှောက်လဲတောင်းပန်ပါရစေ stroke ရုပ်ရှင်စာကားကိုအစားဆုံးပြန်ကြည့်ကြရင်လည်းဆိုရင် Telegram channel ကို join ထားလို့ရပါတယ်ခင်ဗျ အဲ့တော့နောက်နေ့မှလည်းရုပ်ရှင်စာကားကောင်းလေးများစွာကိုရီကပ်တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးတော့ဘေးနာခေါင်းလောင်းနှိမ့်နဲ့စောင့်ကြည့်နိုင်ကြောင်းပါဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးပြီးတော့အချိန်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ